ခင်ကြီးမှာပါလေဟာမတိုက်ကြီးဟာရှစ်ဖာဘူးလိုက်တယ်ဟိုတိုက်ကြီးလုံးနေဒီဟိုဟာရှစ်ရှစ်ဟောဟို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 ရရရတိုက်ကြီးလုံးနေ အားလုံးသိရတဲ့အတိုင်းပဲပါကျွန်တော်တို့မန်လေးမြို့ကဒီငလင်းလောက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုဒီနေ့မန်လေးပြန်มาဖြစ်ပါတယ်ဒါပေမဲ့တန်းပြန်လို့တော့မရဘူးဗျာမန်လေးလေစိတ်ကနည်းနည်းထိတာပဲအဲ့တော့ကျွန်တော်ရင်ဆောင်ရန်ကုန်သွားမယ်ရန်ကုန်မှာတဆင်မန်လေးကိုကားပြန်စီရပါမယ်ပေါ့နော်တို့တော့ကိုရရဟုတ်ကျွန်တော်အခုအာရန်ကုန်ဝေးပြေကားကြီးတို့ရောက်ပြီကျွန်တော်ဒီကနေမှတဆင်မန်းလေးကိုဆက်သွားပါပါတော့ခုချိုအချိန်နေ 现在是别家家老公啊，那你我们不来，还是说来你澳大利澳大利亚养的不好嘛？麻烦了。快点，快点，出来！你你们出来，让我。 တန်ရှင်းရတော့အများကြီးဝင်အောင်ပါနော်ဒီဒီလေးကိုအောင်လည်းမရှိဘူးပုံမှန်လေးကိုကြည့်ကြည့်ရအောင်နော်ကန်ကောင်း stretcher ပါမဖြစ်တာဟုတ်လားဒီနိုင်ရနေဘယ်ဟဲ့ပါနော်ထိရတယ်ဟာ stretcher ဖြစ်တော့တော့လစ်ပြီတော်ကန်ကောင်းမြပါလာပေါ့ကျေးဇူးပါနော်ရတယ်ကိုဘိုက်ရာဒီဒီ ကလေးမှာတန်းနေတာဘာမှမဖြစ်ပါဘူးကြက်ကလေးရတယ်ကျွန်တော်ကျွန်တော်အခန်းပြန်ရောက်ပါပြီဒါကအိမ်ရောက်တယ်ဥမရောက်တယ်အော်မိဖို့ချောင်းမကြည့်ရမိဖို့ချောင်းမတည်ရငါကျွန်တော်ကရင်မိဖို့ချောင်းတော့မန်လေးမျိုးရဲ့မြင်ကွင်းပါနော်။မျိုးလေးတော့မရောက်သေးပြကျွန်တော်မနက်9:00နာရီမှရောက်တော့နော်။ရောက်ချင်းအဖေတို့နဲ့ဒီ site ထဲပါလာတာပါနော်။ကျွန်တော်ခဏမှဒီမျိုးလေးကျွန်တော်သွားကြည့်မှာပါ ။ဟိုးမှာမြင်နေရတဲ့ဒီဟာကျတော့အိန္ဒိယကေဇေးတမားရလာနေတဲ့နေရာ။ဒီစကန်ဒါတေယုံကေဇေးတမားတွေလာပြီးနေတဲ့နေရာပေါ့နော်။ကျွန်တော် project ကနေပြီးတော့သူတို့အတွက်သားဖို့လို့တောက်ဖို့လို့ရေတို့မီးတို့စပို့လို့ပေးရတာပေါ့။ဒါအခုကျွန်တော်တို့ကေဇေးတေယုံဖွဲ့တွေနေတဲ့အဝင်းပေါ့နော်။ဒါမှာကျွန်တော်ဒါထမင်းထမင်းပါ။ဒါကျေးဇူးပဲဘရိုယေရှုကိုသွားနေပါလေ ကျွန်တော်တို့ရီချိုးရဲ့နေရာမှာပေါ့နော်ကျွန်တော်တို့တဲလို့ရတယ်များအကုန်တဲလာတာပါအခန်းထဲမှာမရှိတော့ဘူးအခုဆိုကျွန်တော်ဖေးကျွန်တော်ဖေးရီချိုးပြီးသွားပါပြီအော်ကျွန်တော်ချိုးရမယ့်အလှည့်ရပါပြီကျွန်တော်ရောက်နေတာပလိတ်မျိုးနေတာစိတ်ရကျွေးရပါပေါ့နော်ဒီမှာအိမ်35လုံးလောက်ကကြီးတည်းပါသွားတာဗျအိမ်ပြောက်ဝိုင်းပြောက်ဥဒုံနေဒုတိယအချက်ကကြတော့ ဝိုင်းကမပြတ်သေးဘူးအဲကြောင်းနေအိမ်ကြီးစာအုပ်ကြီးပြတ်သွားတာ23ရှိတယ်အားလုံး53ညတာအင်းတော့ရှောက်ကပြိုးသွားတာပေါ့နော်ဟိုညရပြုတ်ဟိုဘက်ကိုဆွဲချလိုက်တယ်နောက်ထပ်ပေး20လောက်ပြုတ်သွားတာဟုတ်ကဲ့ဘာတရားရဘာမှတော့စိုးမရတာじゃん အခုကျွန်တော်ရောက်နေတာဒီမန္တလေးကမြောက်ဒီမတိလာရှင်ကျောင်းပေါ့နော်ဒီကဆရာလေးကကျွန်တော်တို့ကုမ္ပဏီကိုခေါ်ပြီးတော့ဒီငလင်မာထိွားတဲ့အဆောက်အဦတွေရဲ့အနေထားကိုတစ်ချက်လာစစ်ခိုင်းတာပါဆက်ပြန်ချန်လန်ဒီပေါင်းနေနေတဲ့ကျော်သွားပြီ50နှစ်ရှိပါလာကြနေတပါးမှမတိကြဘူးတိကြပါဗျာဘယ်လောက်ပြောတာလဲဆိုင်တော့နားထဲမှာဘာတမ်းမှမကြမ်းနိုင်ဘူးတော့တော့တော့ဒီပြီးတော့ဟာနည်းနည်းလေးညင်သွားပြီဆိုရင်အတိတ်ဆောင်လာပြီးဆောက်ပြီးပြီးမယ်ဟုတ်ပါဘူး ထိရမှာတော်တော်ကြီးကိုထိရအဆောင်အကုန်ကြီးပါထိရပါတော့เนาะ3-5ဆောင်လောက်ပဲလွတ်တယ်အာယာရှေ့ရကပိယာကြီးပြောချက်ဆိုရင်သူကအားလုံးပေါင်း12ဆောင်ပြိုပါတော့တော့ဆယ်တော့ကျွန်တော်ဒီအကြောင်းကြီးပြန်ဆောက်ဖို့နဲ့ပြင်ဖို့ကြိုးစားနေကြတယ်เนาะကျွန်တော်ဒီဗီဒီယိုအက်ဒစ်လုပ်နေကြမှာပဲပေါ့နော်ကျွန်တော် new satellite group ကနေပြီးတော့ဒီသမားသရဝါစုဦးចောင်းနိုင်အတွက် တရုတ်ပြည်မှာတွားရောက်လေ့လာခဲ့တဲ့ငလင်နန်ခန် base isolation system ပါတီ၄တပ်အစအဦးကိုတိုင်းတပေါင်းမှတည်ပြီးတော့လှူဒန်းသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ base isolation system ဆိုတာအောက်ခြေ foundation နဲ့ဒီထောက်တိုင်နေဖြစ်တဲ့ structure ကို တီးကြားစီခွဲထုတ်ဖေးရမျိုးဖြစ်တာကြောင့်ဒီငလင်နိုင်ကိုတာမန်ရိုးရိုးအဆောက်အဦတွေတက်ပုံမူခံနိုင်ရရှိပါတယ်။ဒါကြောင့်ကျွန်တော်ဂျပန်တို့တရုတ်တို့လိုငလင်နံကျန်းတဲ့နိုင်ငံတွေမှာဆိုရင်ဒီအရေးပါတဲ့အဆောက်အဦတွေဖြစ်တဲ့ဒီမိသက်တို့ကယ်ဆယ်ရေးတို့ဒီကာကွယ်ရေးအဆောက်အုံတွေမှာဒီငလင်နံခံရရင်မပြိုကျသွားအောင်ဒီ base isolation system ကိုထည့်သွင်းဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒါမှလည်းဒီငလင်လှုပ်ပြီးဒီမျိုးရွာနဲ့ပတ်သက်တဲ့ကယ်ဆယ်ရေးတွေအုပ်ချုပ်ရေးတွေကိုချက်ချင်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်ငလင်အရေးမှာဒီမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ကယ်ဆယ်ရေးလှုပ်ဆောင် င်းလေးတွေဒီတရုတ်ကေဆယ်ရေးတွေကိုအားဖြစ်ကူညီခွင့်ရခဲ့တဲ့ကျွန်တော်တို့ကုမ္ပဏီအားဆိုရင်ဖြစ်သူတို့ရဲ့အကူအညီနေနဲ့ပဲ Ethiopia ဒီငလင်တန်ခံခဲ့ရတဲ့မြို့ရာတွေကိုတွားရောက်လေ့လာခဲ့ပြီးသူတို့ရှိရာဤပညာတွေရဲ့မှကျွန်တော်တို့နဲ့အသင့်တုံဆုံးဤပညာကိုမန္တလေးမြို့အတွက်လေ့လာပြီးတော့ပြန်လည်ဝင်မြှခြင်းဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့လက်ထက်မှာဒီနောက်မျိုးဆက်တဲ့အတွက်စိတ်ချရတဲ့အဆောက်အဦတွေကိုအမွေပေးနိုင်မှာဖြစ်ပါတယ် ဒီနေ့ကကျွန်တော်တရုတ်ဖောင်ကောင်ကေဇေးဖွဲ့ရပြန်တော့မယ်ပေါ့နံပါတ်ပြန်ကေဇေးလုပ်ငန်းနေပြီးွားပြီအဲ့တော့ပြန်တော့မယ့်အဖွဲ့ကိုကျွန်တော်တို့ပုံနေနေကဘုပြူလာပါဘုပြူလာပါ ကျွန်တော်အခုရောက်နေရတော့ကနနဒီဆေးုံပေါ့နော်ဒီဆေးုံမှာဒါငလင်တန်ခံရလူတဲ့ဆောက်ထားရဲ့ဆေးုံများဒါဆိုရင် ARD Foundation ကလူလာတာကျွန်တော်တို့ဆိုလည်းအခုလာလူတာပဲပေါ့နော်ကောင်းတာတစ်ခုအလူချင်းနေအများကြီးပဲဆောနာဆိုရင်တခြား community ကလာလူတွေပေါ့နော်ကျွန်တော်ညမာနိုင်ငံတောက်လျှောက်အဲ့လိုပဲဗျာအချင်းချင်းကူအချင်းချင်းကြည်လာတာပေါ့နော်ပြန်လာတာဒါမျိုးတွေမြင်ရတော့ရလို့ဘယ်မှာဝမ်းတာလေဗျာ တော်တို့ဒီနေ့အလှူကတော့ဒီလိုပေါ့နော်ကျွန်တော်တို့ရဲ့ညီမလေးရပါဘာလူငွေကောက်ခံလိုက်တာပါအဲ့တော့ဘယ်ចောင်းသားတွေဝိုင်းလူပဲလဲဆိုတော့ဒီ NUS ကចောင်းသားတွေ NTU ကចောင်းသားတွေ SMU ကចောင်းသားတွေပေါ့နော်သူတို့အားလုံးပေါင်းလူရဲ့အလှူငွေက366သိန်း12000ခုနစက်ကြက်ပေါ့နော်အဲ့လားကျွန်တော်ဒီ Canon ဒီဆေးရုံမှာအားចောင်းသားတွေပို့တာကျွန်တော်လာလှူပေးရပါဒါတော့ចောင်းသားတွေကိုဆေးရုံအပြန်ပေးတယ်ကျေးဇူးတင်ပါပေါ့နော်ဟုတ်တာကျွန်တော်ဆေးရုံကြီးမှာကျွန်တော်ကြီးလာလှူကြတဲ့အလှူပေါ့နော် ခုအားလုံးခက်ခဲနေတဲ့အချိန်မှာပူမီးရေကင်းအောင်ချွဲအောင်ဝင်အားဖြည့်ပြရမယ်ဖြစ်ပါတယ်နော်ကူတာဆိုရင်ဒါခွေစိတ်ကူတာကြောင့်ပေါ့နော်ဒါပေမဲ့အပြင်မှာငလင်တန်းကြောင့်ဒါယာယီလာလုပ်ပေးထားတာပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်စိတ်ညစ်တဲ့အချိန်ပေါ့နော်။ဗန်ကောက်မှာကျွန်တော်နေတော့ကျတော့ကျွန်တော်နေနေရဒီတည်င်းမဖတ်တာပေါ့နော်။ဒါတွေပဲဖတ်ရတော့လူကစိတ်ညစ်တာတဲ့ဆိုင်ရောဘယ်လိုမျိုးလဲပေါ့နော်။အော်မန်လေးမျိုးကြီးကတော့အရန်ထိသွားတယ်ပေါ့။မန်လေးမျိုးကြီးအရန်ပြတ်သွားတယ်ပေါ့နော်။တကယ်လဲမှန်တယ်။ထိလဲထိရပြတ်လဲပြတ်တယ်ပေါ့နော်။တို့တို့ညာလဲဒီကလူကြီးကကျွန်တော်လိုမျိုးအခုမှထိုင်ပြီးစိတ်ထက်မကြနေပေါ့နော်။ဒီအခက်ခဲကြီးကိုဘယ်လိုမျိုးထိုင်ပြီးပွားနေတယ်ညီးနေတယ်စိတ်ညစ်နေတယ်။အဲဒီကစိတ်ညစ်နေတာမရှိနေပေါ့နော်။လာတဲ့ဟိုပါတို့အားလုံးပါဗျာ။ဒီလှုပ်ရှားရှိရာကြီးလှုပ်နေကြပါဗျာ။တလား။သူကြီးလက်သွဲကြုံဖြတ်နေရပေါ့နော်။ တိုင်းကိုရင်းဆိုင်နေရဗျာတဲ့လားမင်းဘာလို့လဲငါဘာလို့လဲငါဘာသာရှိရမင်းဘာသာရှိရငါဒီနေ့လာလုံးမယ်ဟိုလုံးမယ်တဲ့မလားဟိုသူ့မှာ timing စိတ်နေဖို့အချိန်မရှိနေဘူးနော်လာလုံးမယ်ဒါလုံးမယ်ဟိုကပြန်မယ်ဒီကသွားမယ်တဲ့မလားဟိုလူကိုဖွဲ့ဟိုဟာမနားလေွာတာတေးကြတာတခုကကျွန်တော်တို့ man လေးမှာ စိတ်ထက်ကြစိတ်ညစ်နေဖို့အချိန်မရှိเนาะအဲ့တော့ကျွန်တော်တို့ကလည်းဒီမှာစိတ်ထက်ကြစိတ်ညစ်နေဖို့အချိန်မရှိဟိုမှာရှိနေတဲ့ကိုမှာကြည့်နေတဲ့အပြင်ရောက်နေတဲ့ကျွန်တော်တို့တွေကလည်းစိတ်ထက်ကြပြီးစိတ်ညစ်ဖို့အချိန်မရှိဘာလို့ကျွန်တော်တို့မှလုစရာတွေအများကြီးရှိတယ်ခါတိုင်းတော့ကျွန်တော်တို့တွေကပိုဘက်တွေကိုအမိလိုက်ဖို့အများကြီးလိုနေအခုဆိုရင်ပြပိုလုံးဝအများကြီးလိုတာဒီမှာတော့စိတ်ညစ်ပြီးတော့ဘူဖို့အချိန်မရှိနေဘူးเนาะလုစရာရှိရလုဖို့အတွက်ကတော့လုံးဝမရပါဘူးအဲ့တော့ကပါကြီးကျွန်တော်ကလေဒီငလင်းအရေးကိုဒီငလင်းနံကိုခံခဲ့ရတဲ့မန်းလေးသူမန်းလေးသားအောင်တဲ့အတူတူညီလက်တွဲကြော်ဖြတ်ရအောင်ဆိုလာဗျာ